်မင်္ဂလာပါရှင် Channel 24ရဲ့ Weekly News Season ကနေဒီတစ်ပတ်အတွက်တင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ပြည်ထောင်တော်ဝန်မင်းသောအန်ဒရူးကိုတော်ဝင်အင်ယာမနှင်ထုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ပြည်ထောင်ဝင်ပြည်ကြီး Charles Street ကသူ့ရဲ့ညီဖြစ်သူတော်ဝင်မင်းသား Andrew ကိုလိမ်မိုင်းဆိုင်ရာရှုပ်ထွေးကိစ္စများမှာပါဝင်ဆက်နွယ်နေတဲ့အတွက်ပွဲများဆောင်ရောင်များရုပ်သိမ်းခဲ့ပြီးတော်ဝင်နန်းတော်အိမ်ယာမှာနှင်ထုတ်လိုက်တယ်လို့သိရပါဗျ။ Andrew က၎င်းနဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူ Jeffrey Einstein ရဲ့လိမ်မိုင်းဆိုင်ရာတိုက်ခိုက်မှုများမှာပါဝင်ဆက်နွယ်ခဲ့တယ်လို့စွပ်စွဲခံထားရသူဖြစ်ကြောင်းသိရပါဗျ။လက်ရှိချိန်မှာတော့ Jeffrey Einstein ဒီလည်း နေပါဆိုင်ရာကျွလွန်ခဲ့သူဖြစ်သက်မှတ်ခံထားရပြီးတော်ဝင်မင်းသားဟောင်းအန်ဒရူးကလည်းနေပေါင်း20ကျော်ကြာနေထိုင်ခဲ့တဲ့တော်ဝင်ရဲတိုင်းမှာလည်းထွက်ခွာရမှာဖြစ်တယ်လို့သိရပါတယ်မေသာအန်ဒရူးကလိမ်မိုင်းဆိုင်ရာတိုက်ခိုက်မှုများနဲ့ပတ်သက်ပြီးသူ့ပေါ်ဆွေးဆိုထားတဲ့ဆွဆွင်းချက်များကိုညှင်းဆန့်ပယ်ချထားပြီးဘက်ကီယန်နန်းတော်ကဘီယင်ကြီးကညီဖြစ်သူကိုချီးမြှင့်ထားတဲ့စုရိပ်ဘွဲတွေကိုပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ မင်းသားအန်ဒရူးကလက်ရှိချိန်မှာတော်ဝီမိသားစုတွေနေထိုင်တဲ့အင်အားဆောက်အုံတွေကနေထွက်ခွာရမှာဖြစ်ပြီးတည်ထက်တခြားအင်အားကိုပြောင်းရွှေ့ရမယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်နဲ့ဩစတြေးလျနိုင်ငံသားအမျိုးသမီးတဦးဖြစ်သူဗာဂျီးနီးယားဂက်ဖရီက၎င်းရဲ့အသက်18နှစ်အရွယ်မှာလိမ်ပိုင်းဆိုင်ရာကျူးလွန်ဆော့ကားခံရပြီးပြည်ထောင်ဝင်မင်းသားအန်ဒရူးရဲ့ကျူးလွန်ဆော့ကားခံရမှု၃ချိန်ရင်ဆိုင်ခဲ့ရတယ်လို့အန်ဒရူးရဲ့မိတ်ဆွေဖြစ်သူအက်စတင်ရဲ့ကျူးလွန်ဆော့ကားမှုများကိုလည်းရင်ဆိုင်ခဲ့ရပုံကြောင့်ထုတ်ဖော်ပြောဆိုခဲ့ရမှာအ ငင်းပွားမှုများဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။ဗာဂျီးနီးယားကပ်ရီကအသက်42နှစ်အရွယ်မှာကိုကိုကိုအဆုံးစီရင်ခဲ့သလိုသူမကိုကျူးလွန်ရာမှာပါဝင်ခဲ့သူတဦးဖြစ်တဲ့အက်စတိန်းမှာလည်း2019ခုနှစ်ကလိမ်မိုင်းဆိုင်ရာကျူးလွန်မှုစွပ်စွဲချက်များနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးချိန်မှာအကျဉ်းထောင်တွင်တည်တည်ခဲ့ကြောင်းသိရပါတယ်။ ဂက်ဖရီရဲ့မိသားစုကဗြိတိန်တော်ဝင်မိသားအန်ဒရူးကိုစုနေဘွဲများပြန်လည်ရုပ်သိမ်းခဲ့တဲ့ဗြိတိန်တော်ဝင်ဘရင်ကြီးရဲ့ဆုံးဖြတ်ချက်ကိုချီးကျူးခဲ့ပြီးတော့အမှုမှာလည်း၎င်းတို့အနိုင်ရရှိခဲ့ကြောင်းသိရပါတယ်ရှင်။ ရုရှားကနျူကလ িয়ার သဘောတူညီချက်ကိုအမေရိကန်ကချိုးဖောက်ခဲ့လေတုံ့ပြန်မှုတွေလှုံ့ဆော်သွားမယ်လို့ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုချက်ချင်းပြန်လည်စတင်မှုပင်တဂွန်စစ်ဌာနချုပ်ကအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအမိန့်ပေးခဲ့ပြီးတဲ့နောက်နျူကလ িয়ার လက်နက်စမ်းသပ်မှုကိုဆိုင်းငံ့ထားတဲ့သဘောတူညီချက်ကိုအမေရိကန်ကချိုးဖောက်ခဲ့ပြီဆိုရင်ရုရှားဘက်ကလည်းအလားတူတုံ့ပြန်မှုတွေလှုံ့ဆော်သွားမယ်လို့ရုရှားဆိုရပြောရေးဆိုခွင့်ရှိသူကထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တခြားနိုင်ငံတွေရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုအစီအစဉ်တွေကြောင့်နျူကလ িয়ার လက်နက်တွေကိုတန်းတူအခြေခံနဲ့စတင်စမ်းသပ်ဖို့ပင်တဂွန်စစ်ဌာနချုပ်ကိုညွှန်ကြားထားပြီးနျူကလ িয়ার လက်နက်စမ်းသပ်မှုလုပ်ငန်းစဉ်ကိုချက်ချင်းစတင်သွားမှာဖြစ်ကြောင်းဒေါ်နယ်ထရန့်ကပြောခဲ့ပါတယ်။ ဒီမစ်စထရီဘတ်စကော့ကနျူကလ িয়ার လက်နက်စမ်းသစ်မှုကိုဆိုင်းငံ့ထားတဲ့သဘောတူညီချက်ကိုချိုးဖောက်ခဲ့မယ်ဆိုရင်ရုရှားဘက်ကလည်းအလားတူလှုံ့ဆော်သွားမှာပါလို့ပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံကနျူကလ িয়ার လက်နက်စမ်းသစ်မှုတွေလှုံ့ဆော်ခဲ့မယ်ဆိုရင်ရုရှားကလည်းစမ်းသစ်မှုလှုံ့ဆော်မှုတွေလှုံ့ဆော်သွားမယ်လို့ရုရှားဆိုရကအသိပေးပြောဆိုခဲ့ပြီးတဲ့နောက်တရိပ်ပတ်နိုင်ငံအကြမ်းမှာဒေါ်နယ်ထရန့်ရဲ့အမိန့်ပေးမှုတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပေလို့သိရပါတယ်ရှင်။ Roblox ကဗီဒီယိုဂိမ်းနဲ့ဆက်ဆက်ပြီးတော့ကလေးချင်းချင်းထားထုတ်မှုဖြစ်ပွားခဲ့ရဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ Roblox ဆိုတဲ့ဗီဒီယိုဂိမ်းနဲ့ဆက်ဆက်ပြီးမလေးရှားနိုင်ငံမှာကလေးချင်းချင်းထားထုတ်မှုဖြစ်ခဲ့တာကြောင့်ဗီဒီယိုဂိမ်းကိုရေးယူဆောင်ရွက်ဖို့နဲ့ဘေးကင်းရေးအစီအမံတွေမြှင့်တင်ဖို့ကတိပြုထားတယ်လို့မလေးရှားဝန်ကြီးတဦးကပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံဂျိုဟောပြည်နယ်မှာ Roblox ဂိမ်းဆိုတဲ့အသက်၉နှစ်အရွယ်ကလေးတဦးကအသက်၆နှစ်အရွယ်ညီငယ်ကိုဓာတ်နဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အကြောင်းကတော့သူ့ရဲ့ဖုန်းထဲက Roblox ဂိမ်းကလွန် ွန်းစော့ကစားမှုကြောင့် point တန်ခတ်စုဆောင်ရရှိထားချိန်မှာညီဖြစ်သူကသူ့ရဲ့ဖုန်းကိုဖျက်ဆီးလိုက်ခဲ့တာကြောင့်လို့ဂျိုဟောရဲတပ်ဖွဲ့အကြီးကအရာဟာမန်အာဆေရဲ့ပြောကြားချက်အရကနဦးသိရပါတယ်ဒီမှုကြောင့်အစိုးရကလည်း online game တွေကိုပိတ်ပင်ခြင်းဒါမှမဟုတ်ထိန်းချခြင်းတို့ပြုလုပ်ဖို့ပြည်သူလူထုရဲ့တွန်းအားပေးခြင်းကိုခံနေရပါတယ်ကလေးတွေရဲ့ပြုမှုနဲ့စိတ်ခံစားမှုတွေပေါ် online game ချို့ရဲ့တက်ရောက်မှုအတွက်စိုးရိမ်မှုတွေမြင့်တက်နေတာကြောင့်လူငယ်နဲ့အားကစားဝင်ကြီးက Roblox ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပါတယ် Roblox ရဲ့ကိုယ်စားလှယ်တွေက AI နည်းပညာကိုအသ ုံးပြုတ်ကဘေကင်းရေးစီမံရေးမြင့်တင်ပေးနိုင်မယ်လို့အမခံထားပြီးအထူးသဖြင့်ဒေတာမျှဝေခြင်းအစိုးရစီမံရေးတိုင်းလိုက်နာခြင်းတို့မှာမလေးရှားအစိုးရနဲ့ပူးပေါင်းဆောင်ရွက်ဖို့စံနာရှိကြောင်းပြောကြားခဲ့တယ်လို့ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့ကသိရပါတယ်။ Roblox ကမလေးရှားတနိုင်ငံထဲမှာအသုံးပြုသူတသန်းကျော်ထိရှိတယ်လို့လည်းသိရပါတယ်ရှင်။ ရောမမျိုးရှိသမိုင်းဝင် အလဲခစ်မျိုးစဉ်ဒေါ်ရီဒီကွန်ဒီတစ်စိတ်တစ်ပိုင်းပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အီတလီနိုင်ငံရောမမျိုးလည်းရှိသမိုင်းဝင်အထိမ်းအမှတ်နေရကိုလိုစီယံနီးမှတည်ရှိတဲ့အလဲခစ်မျိုးစဉ်ထော်ရီ တီခွန်ဒီကတစိတပိုင်းပြိုကျခဲ့ပြီးစောက်လို့ရီလို့သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးကတော့အပြက်စီးရီအောက်မှာပိတ်မိနေခဲ့တယ်လို့သိရပါတယ်။ဆက်သောရစုနေတဲ့ကတိစောက်ခဲ့တဲ့အဆောက်အဦးက၂၀၀၆ခုနှစ်တည်းကစတင်ကအသုံးပြုတာမျိုးမရှိတော့ဘဲလာမယ့်နှစ်မှာပြီးဆုံးမဲ့၄နှစ်ကြာပြန်လည်ပြုပြင်စီမံရေးလုပ်ငန်းကိုဆောင်ရွက်နေချိန်မှာအခုလိုပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြိုကျမှုဖြစ်ပွားချိန်တွင်စောက်ဦးအနီးမှာစောက်လို့ရီလို့သားများစွာရှိနေခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ၃ဦးအနက်တဦးကထိခိုက်ဒဏ်ရာ တွေပြင်းပြင်းထန်ထန်ရရှိခဲ့ပြီးတခြားဆက်လုပ်ရင်လုပ်သားတို့လည်းအပြန်စီးရိအောက်မှာပိတ်မိနေခဲ့ပါတယ်။အဆိုပါပိတ်မိနေတဲ့သူကိုအသက်ရှင်လျက်ကဲထုတ်ဖို့ကြိုးစားနေပြီးနောက်ထပ်ပြိုကျနိုင်တဲ့အနေတွေရှိနေတာကြောင့်ကယ်ဆယ်ဖို့အခြေအနေတွေကရှုပ်ထွေးနေပါတယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ ရုရှားနဲ့တရုတ်တို့ဘာဝင်နိုင်ငံတချို့နျူကလ িয়ার ဆန်တက်မှုတွေလှုပ်ဆောင်ခဲ့ရလို့အမေရိကန်သမ္မတဆွဆွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်သမ္မတတော်နယ်ဒရက်ကရုရှားနဲ့တရုတ်တို့ဘာဝင်တခြားနိုင်ငံအများအပြားကအများပြည်သူမသိတဲ့မြေအောက်နျူကလ িয়ার ဆန်တက်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်လည်းအဲ့လိုမျိုးမြေအောက်နျူကလ িয়ার ဆန်တက်မှုတွေကိုလှုပ်ဆောင်သွားမယ်လို့တော်နယ်ဒရက်ကပြောကြားခဲ့ပါတယ်။ ရုရှားကလည်းမြောက်နျူကလ িয়ার စမ်းသပ်မှုတွေလှုပ်ဆောင်နေပြီးတရုတ်ကလည်းမြောက်နျူကလ িয়ার စမ်းသပ်မှုတွေကိုလှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ရုရှားနဲ့တရုတ်တို့ကအဲ့ဒီကြောင်းအရာတွေကိုထုတ်ဖော်ပြောဆိုတာမျိုးမရှိ ခဲ့ကြပါဘူး။အမေရိကန်ကမြောက်နျူကလ িয়ার စမ်းသပ်မှုတွေမလုံဆောင်နိုင်တဲ့နိုင်ငံဖြစ်သွားမှာကိုမလိုလားတာကြောင့်လို့ဒေါ်နယ်ထရပ်ကပြောခဲ့ပါတယ်။ဒါပြင်ဒေါ်နယ်ထရပ်ကမြောက်ကိုရီးယားနဲ့ပါကစ္စတန်တို့ကလည်းသူတို့ရဲ့နျူကလ িয়ার လက်နက်တိုက်တွေကိုစမ်းသပ်မှုတွေလုံဆောင်နေတယ်လို့ထပ်မံဆွဆွဲပြောဆိုခဲ့ပါတယ်။နျူကလ িয়ার စွမ်းအင်သုံးခရစ်ဒုံးကြီးနဲ့နျူကလ িয়ার စွမ်းအင်သုံးရေအောက်သုံး drone တစ်စင်းကိုစမ်းသပ်ခဲ့တယ်လို့ရုရှားဆိုရကထုတ်ပြန်ပြောဆိုခဲ့ပြီးရတော့အခုလိုဒေါ်နယ်ထရပ်ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်တယ်လို့သိရပါတယ်ရှင်။ ဒီမိုဟန်တာရဲ့ Golden တခြင်းက UK ရဲ့ official single chat မှာစံချိန်တည်တင်ခဲ့ရဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ K-pop ဒီမိုဟန်တာဇက်ကားရဲ့ဇက်ကောင်မျိုးသမီး K-pop အဖွဲ့ Hunter H ရဲ့ Golden တခြင်းကပြည်တယ်ရဲ့ official single chat မှာနံပါတ်1နေရာပြန်လည်ရောက်ရှိခဲ့ပြီးစံချိန်တည်တင်ခဲ့ပါရယ်။ ကိုရဲတချင်းကတေလာဆွေရဲ့ The Fate of Olivia တချင်းကိုကြော်တက်ပြီးပြည်တင်ရဲ့ official single ချက်ရဲ့ထိတ်ဆုံးနေရာကိုပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။ပြည်တင် official single ချက်က American ပြည်တော်ဆွေရဲ့ဘေးဘုံရဲ့ hot တရားနဲ့ညီမျှပါတယ်။ ကိုရင်တချင်းကပြီးခဲ့တဲ့အောက်တိုဘာလ30ရက်ကနေနိုဝင်ဘာလ5ရက်ထိရသရဘတ်အတွက်နံပါတ်1နေရာကိုပြန်လည်ရောက်ရှိခဲ့ပြီးဇင်အားရဲ့ထိပ်ဆုံးမှာတရင်ဘတ်6ဘတ်ဆက်တိုက်ရက်တည်နိုင်ခဲ့သလို official စင်ငယ်ချက်မှာကာတွန်းအမှုပညာရှင်တယောက်ရဲ့တချင်းတွေနဲ့နံပါတ်1နေရာကိုအချိန်ကြာဆုံးရက်တည်နိုင်ခဲ့တဲ့စံချိန်တွေကိုတင်နိုင်ခဲ့ပါတယ်အချိန်ကြာဆုံးရက်တည်နိုင်ခဲ့တဲ့စံချိန်တွေဖြစ်တဲ့ Golden Worry Sunlight Takedown တို့အပါအဝင် Keyboard Demo Hunter ရဲ့တည်တဲ့ချင်း၄ဘုတ်ကအခုတရင်ဘတ်ရဲ့ official စင်ငယ်ချက်မှာပါဝင်နေစေဖြစ်တယ်လို့သိရှိရ 玩一些。 ားနိုင်ငံရဲ့နာမည်ကြီးဟောင်းထိုင်းရှူစီဘူးနှစ်တန်းကျော်ကိုထိုင်းဆိုရကတင်ဆက်ခဲ့ရတဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံစားသောင်းနေဆေးဝါးကုကင်ဌာန FDA ကစားသောင်းသူကာကွယ်ရေးတပ်ဖွဲ့စမော့စခွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးလုံးနဲ့ပူးပေါင်းပြီးဟောင်းထိုင်းရှူစီထုတ်လုပ်တဲ့တရံမဝင်တိုးလောင်ရုံနေရာ၄ခုကရှူစီဘူးနှစ်တန်းကျော်ကိုတင်ဆက်ခဲ့ပါတယ်။ဟောင်းထိုင်းဆေးမဝင်ပြည်တွင်နဲ့ပြုလုပ်ထားတဲ့ရှူစီဘူးတွေမှာအနည်းငယ်ရှိအမှုစီဝါပိုးမွှားတွေပါဝင်နေတဲ့ဆိုတဲ့ဓာတ်ခွဲကန်းစစ်ဆေးချက်တွေကြောင့်ဝင်ရောက်စီးနှမှုပြုလုပ်ခဲ့တာဖြစ်ပြီး ြီးတင်စီခဲ့တဲ့ပစ္စည်းတန်ဖိုးကဘတ်120သန်းကျော်စင်ကာပူဒေါ်လာ၄.၈သန်းရှိတယ်လို့သိရှိရပါတယ်။ရတဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုတွေအရဘန်ခေခရိုင်ဖန်ဗီမာတရှိတဲ့ဘန်ကောက်ဆိုင်ရုံအတွက်ထောက်လုံးခွင့်လိုင်စင်ရရှိထားပြီးမြေ FDA ရဲ့ခွင့်ပြုချက်မရှိဘဲတခြားနေရာတွေမှာလျှို့ဝှက်စာထောက်လုံးမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ဒါကပြည်သူ့ကျန်းမာရေးဥပဒေတွေကိုပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ပြီးတော့ပြီးခဲ့တဲ့အောက်တိုဘာလ30ရက်မှာအနာဘိုင်းတွေကတရားမဝင်ထုတ်လုပ်တဲ့ဒေါ်လောင်ယုံ၄ခုကိုဝင်ရောက် င်းစီနေကစေဘဝင်အပင်ထုတ်ကုန်ကိုမျိုးစုစုပေါင်းပစ္စည်း23တင်9000တော့ကိုသိမ်းဆည်းခဲ့တာဖြစ်ပါတယ် FDA ထွေထွေတွင်ရေးမှုကစုံဦးတည်ထွေလုပ်ငန်းရှင်တွေအနေနဲ့ဥပဒေကိုတင်းကျပ်စွာလိုင်းနာရမယ်လို့အလေးပေးပြောကြားခဲ့ပြီးတော့စေဘဝင်ပင်စေဝအတူထုတ်လုပ်ခြင်းဒါမှမဟုတ်ရောင်းချခြင်းကအများဆုံးထောင်ဒဏ်10နှစ်ဒဏ်ဝေးဘတ်တန်ဒါမှမဟုတ်နှစ်မျိုးလုံးချမှတ်နိုင်တယ်လို့တတိပေးခဲ့ကြောင်းသိရပါတယ်ရှင်။ တရုတ်သမ္မတရှိချင်းဖြစ်တဲ့ K-pop JYP Entertainment တီထောင်သူတို့တွေ့ဆုံခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။တရုတ်သမ္မတကတောင်ကိုရီးယားနိုင်ငံရဲ့ K-pop idol များပြိုထောင်ရာ JYP Entertainment တီထောင်သူအကြီးအကဲထုတ်လုပ်သူပတ်ဂျင်အောင်နဲ့တွေ့ဆုံခဲ့ပြီးတရုတ်ပြည်မှာ K-pop ပြန်လည်ဝင်ရောက်လာဖို့အပြုသဘောဆောင်တဲ့လက္ခဏာတွေတွေ့ရှိလာရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလရက်နေ့မှာပတ်ဂျင်အောင်ကသူ့ရဲ့ကိုယ်ပိုင်အကောင့်မှာသမ္မတရှိချင်းဖြစ်တဲ့တွေ့ဆုံစကားပြောခွင့်ရတာဝမ်းသာကြောင်းနဲ့နားထောင်ပြီးတဲ့အတွက်ရောသူ့ရဲ့အားပေးစကားတွေ တွက်ပါစိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်းလူကြိုက်များတဲ့ကေပေါ့ယဉ်ကျေးမှုကတစဉ်နှစ်နိုင်ငံပြည်သူတွေပုံမနေကလာစေဖို့အတွက်ဆွေးရမှုတွေကိုဆက်လက်လှုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ကြောင်းတရုတ်ဘာသာနဲ့သတင်းစကားကိုမျှဝေခဲ့တာဖြစ်ပါတယ်။ဓာတ်ပုံတွေထဲမှာလည်းပန်ချင်အောင်နဲ့ရီချင်းဖင်စကားပြောဆိုနေကြပြီးတောင်ကိုရီးယားသမ္မတလီချင်းမြောင်ကအပြုံးနဲ့ကြည့်နေတာကိုမြင်တွေ့ရပါတယ်။ ထိတ်တန့်ကေဘောထုတ်လုပ်သူတယောက်အနေနဲ့ဝင်ကြီးစစ်ကော်မရှင်ရဲ့ပူတဲ့ဥက္ကဋ္ဌဖြစ်ပါတာဝန်ထမ်းဆောင်နေတဲ့ပန်ချင်အောင်နဲ့သမရရှိချင်းဖြစ်လို့တွေးဆမှုကတရုတ်နိုင်ငံရဲ့တောင်ကိုရီးယားအမှုပညာဖျော်ဖြေမှုတွေကိုပိတ်ပင်မှုဟာလီဝုဘန်လို့ခေါ်တဲ့အရာကိုရုပ်သိမ်းနိုင်မယ်ဆိုတဲ့ထင်ကြေးတွေကိုပုံမမြင်တတ်စေခဲ့ပါတယ်။နိုင်ငံတော်ညစာစာပွဲပြီးမှရှိချင်းဖြစ်ကကိုရီးယားဆိုတော်တွေကိုတရုတ်နိုင်ငံမှာဖျော်ဖြေခွင့်ပြုစင်းနဲ့ပတ်သက်ပြီးအပြုသဘောဆောင်ပြောကြားခဲ့တယ်လို့သတင်းရသိရပါတယ်ရှင်။အခုဆိုရင်တော့ Channel 24ရဲ့ Weekly News အစီအစဉ်ကနေ ပတ်အတွင်းဖြစ်ပွားခဲ့တဲ့သတင်းတွေကို weekly recap ဖြစ်ပြန်လည်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။